ကျမချစ်သူသူရကြအဲတော့ slogan လေးအလုံးနဲ့ကခုမှဆုံးတာပါအပြင်မှာကျတော့နှစ်ရမောင်ရမအေးခင်နေရကြားလာပြီသူငငယ်ရရစပြီးအဲအစိုးရလုပ်တဲ့ရစီးထွက်တဲ့ရအဲ့ဒီကခင်တာအဲ့တော့သူကကိုယ့်ရဲ့ idol ပါဟင်းအေးအေးချင်းစားကြတယ်ကျမငငယ်လေးအရင်ချင်းဆိုတဲ့အတန်လေးလက်တော့ကြရတယ်တချင်းလေးလည်းကောင်းတယ်အဲ့ကြောင့်မတတ်တဲ့ကြောင့်လည်းတော်တယ်ဘာလို့လဲဆိုတော့သူကအရင် flexible ဖြစ်တယ်သူကတခြား artist တွေနဲ့တွေ့နေပြီသူပဲဖြစ်ဖြစ် senior member ဖြစ်ဖြစ် junior ပဲဖြစ်ဖြစ်ဘယ်သူမှမဆောက်တော့တွေ့ရတော့သူအရင် flexible ပေါင်းတတ်တယ်ပြောလဲသူ appreciate လေတော့အဲ့လိုအားကြောင့်မလို့ chemistry ရတယ်ဘယ်လိုလုပ်ရလဲမိပါပါလားအဲ့ဒါဒီမှာတက်တော့ဇလန်ပြောတဲ့အကြောင်းကျွန်မချစ်သူတွေ့ရကြပေါ့ကျွန်တော်နေနေတယ်ပေါ့နော် ောင်လို့ကျမချစ်သူသူရကြအဲတော့ slogan လေးအလောင်းမိသားစုဆက်အိမ်တော်လေးဆက်ပေါ့အဲ့လိုလေးပြရမှာပေါ့။ပညာပေးလေးလည်းပါပါရဲ့ဟုတ်ဟုတ်တယ်အဲ့ဆက်လေးဆက်ပြောရချိန်မှာ director ကိုဆွတ်ပိုင်နေပေါ့ meeting လေးလုပ်နေတယ်။ meeting လုပ်နေချိန်မှာဆက်လေးကိုပြောပြရဲ့အဲပြီးတော့ဒီမှာသူနာမည်ရွေးထားတော့အခုရှိရပေါ့နော်။ဘယ်နာမည်လေးအဆင်ပြေလဲဆိုပြီးတော့ဝိုင်းရွေးကြ ။အဲ့ကြာကျမအဲ့ဒီနမယ်လေးကိုနောက်ဆုံး final ဖြစ်သွားတာပေါ့။နမယ်လေးနဲ့တော်တော်လေးစိတ်ဝင်စားဖို့အကောင်းနဲ့ဒီကားနဲ့လည်းအလိုက်ဖက်စောအဲ့ဇက်ကောင်နဲ့လည်းအလိုက်ဖက်စောနော်။ချင်းလေးကအစားသူတို့ဒီဇက်ကားနမယ်နဲ့ ဟိုတချင်းအစ်ဖန်တီမီရေးထားဆိုတဲ့ခါကျတော့ဆက်လေးချိရတဲ့ခါမှာအရန်ရတာရှိမှာပါကျွန်တော်ကတော့အဆိတ်ကြမလို့ပါဟိုတော့အဆိတ်ကြမတော့တော်ပြီးသားလေနော်ကိုရီပဲစိုက်ရတာအမအဆိတ်ကြမလို့ကျွန်တော်တို့ပဲစိုက်ရတာဟုတ်ကြအဆိတ်ရပါတယ်ဟိုလူငယ်တွေနဲ့အပြိုင်ပေါ့နော်သူတွေလူရောမလဲတက်ရွယ်ပိုင်းဆိုလို့ရှိရင်လည်းသူတို့မျိုးလူလူတွေဖြစ်အောင်လုပ်မလဲလိုက်ပြီးတော့လူအောင်လုပ်ရတာပေါ့ဒီမှာကလေးတွေနဲ့ကွာတွေ့ရဆိုတော့အဲ့တော့အတင်းဆိုလဲအုပ်စုတက်ရတာတဘာဝမင်းသားတွေ ်တော့ itinerary support ပပသမားလေးလောက်တာဆိုတော့အဲအဲ့လိုမျိုးလေးပေါ့အဲ့လိုပေးယူတာတော့တော်တော်လေးအဆင်ပြေတယ်ကိုယ်လည်းပါဇက်ကပရိုရှူတို့ထွက်တတ်တယ်လို့အဲ့လိုပေါ့ပါဒီလိုဆိုဇက်က script ကကုပ္ပစရိယာကိုထွက်ချင်တာထွက်လာတယ်နေရာသူပြောရင် capsule me လေးလိုက်တယ်အဲ့လိုအဆင်ပြေဆိုတော့မနက်တခါမှမဆုံးဘူးဒီဇိုင်းတွေကားတွေပါမဆုံးဘူးရုပ်ရှင်အလုပ်ကကြောင်းညာကမဆုံးဘူးဒီကားမှတော်တော်ဘာမှမပြောတော့ဘူး ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါဆိုတော့ first time ဆိုတော့တရားမလုပ်ပြအောင်လို့ရှိတယ်ဟုတ်ကဲ့ခုနကခုနပြောပြီးသားရေးလေးကျွန်မအရင်တော်တယ်သူကခုနပြောခဲ့သူသူအားစိတ်ပဲတော့တောင်းမပြီးဘူးအားစိတ်စာမလုပ်ဘဲနဲ့ပြောပြီးသားအားစိတ်စာမလုပ်ဘဲတော့ပြီးသားပါအမတကယ်ပြောဟိုတချို့ dialogue တွေလည်းဆိုရင်လည်းဘယ်လိုကိုချောတော့အောင်ပြောပြောနိုင်မှာဆိုတော့အမတကအရင်ဖြစ်နေတယ်များရှိဆိုတော့ကိုရောပြန်ပြီးအဲ့လိုပြန်ပြီးလေ့လာသိနေတယ်အမနဲ့တွေ့နောက်ကလည်းဆုံအောင်မယ်ယေနောက်ကလည်းဆက်တိုက်ဆက်တိုက်ဆက်တိုက် 对，时候还你要搞不走？ ဒီမှာကျမချစ်သူသူယောက်ျားဆိုတော့လေအဲ့လိုပေါ့ကျမရဲ့ချစ်သူသူများယောက်ျားအဲ့ဒါလေးတော့ right from your source အဓိက natural ပေါ့ပြီးတော့သူအရင်စူးစမ်းအထုတ်ထားတည်ရဲ့ပုံမှန်ဆိုလို့ရှိရင်ဒါသူအကျိုးတော့မြန်မာစလုံးနေဆိုလို့ရှိရင်ဒါတော့ခက်ခက်ခဲခဲစူးစမ်းရတာပေါ့နော်ဒါပေမဲ့အဲဒီနောက်ပိုင်းဆိုလို့ရှိရင်ဒါအရင်ဟို development တာကြီးပြောတာကြီးတော်တော်များများပါဆိုလို့ရှိရင်တော့အလေးအရင်အဆင်ပြေလာတယ်ဆိုတော့ကြားရပေါ့အရင်မစုံတော့မစုံဘူးဒါပေမဲ့အဲမြန်မာစကားစဖတ်တဲ့နေရာမှာ အားနဲ့ဟုတ်ကဲ့ကျွန်တော်ကတော့အဲ့လက်ဆောင်တော့သူများထဲတော့အဲ့တော့သူရဲ့စူးစမ်းအထုံးခွက်ကြတော့အဲ့လိုကသူများပြောမှသာသိရတယ် ကိုမသိဘူး again ဟိုအတူတူရိုက်နေတယ်လို့တော့မသိဘူးပြောမှသိရပါတော့မပြောရင်မသိလောက်အောင်သူတကယ်အားဆိုင်ပြီးစူးစမ်းရတယ်သူများချက်နှစ်ဆပို့စူးစမ်းရတာပေါ့အဲ့ခါကျတော့လေဟုတ်ဒီအမတို့ shooting မှာလာရမယ်ဆိုရင်တို့က AC ကို make ခဲ့တယ်နေမယ်ဒါတော့သူများချပြီးကျွန်တော်ကတော့ဒီမြန်မာစကားကပြောရပါတယ်မြန်မာစကားမြန်မာလူမျိုးဖြစ်ပြီးမှစကားမျိုးဆက်ဆက်နေတယ်ပါဠိစကားမျိုးလိုအဲ့လိုကပုံတိုးတိုးအဲ့လိုအတိတ်ပဲဝင်ကားမှုတိအလင်္ကာနဲ့လှည့်ထားတာမျိုးဆိုဒါပါအတိတ်ပဲလဲသူစဉ်းစားအဲ့လိုစဉ်းစားစဉ်းစားရတယ်ဒီများတယ်နှစ်ဆ ဟိုရောက်တာလည်းကျွန်တော်တို့ဒန်လုတ်တီချာတီချာဖတ်တီချာပြန်ပြောင်းတီချာဖတ်ပြန်ပြောင်းအဲ့လိုလောက်ပါအဲ့လိုအင်းလောက်ပါအလုံးနဲ့ကခုမှစုံတာပါအပြင်မှာကျတော့နှစ်ရက်လောက်မှရခင်နေရကြာလာပြီသူငငယ်ရဆပြီးအဲအစိုးရလုတ်တယ်ကစီးထွက်တယ်ကအဲ့ဒီကခင်တာအဲ့တော့သူကိုယ့်ရဲ့ idol ပါကျေးဇူးတင်ပါတယ်။ကျေးပါငယ်လေးအရင်ကျေးဇူးတင်အတန်လေးလက်တော်ကြရတဲ့ချင်းလေးလည်းကောင်းတယ်။အနုပညာရှင်အချင်းချင်းလည်းဒါပေမဲ့နိုင်ငံခြား idol တွေမှာအားကြရမှာမဟုတ်ဘူး။ ော့ကိုချင်းချင်းမှလည်းကိုကိုမလုံနိုင်တဲ့အရာသူလုံနိုင်တာလေးတွေ့ရင်အဲဘူရှိတ်လောက်ရတယ်။အေးဝေါ်ကြရတယ်။အဲကိုဆိုလို့ရှိရင်ကိုအတန်မကောင်းဘူးကွ။အချင်းရန်ဆိုချင်တာအတန်ချင်းတို့ချင်းချင်းဆိုရရနော်။ချင်းတို့ဆိုနေရကွအဲ့လိုအားကြပါတော့တန်ကောင်းတဲ့လူချင်းဆိုတဲ့လူတွေအဲ့စင်ပေါ်မှာ entertainment လုပ်ရပြဿနာအများကြီးလို့ဆိုအဲ့ feeling ကိုရမ်းကြိုက်တာ။အဲ့လိုဟိုကိုရုပ်ပဲကြည့်ပြီးတော့အတန်ကောင်းမကောင်းအောင်ချင်းလို့ခေါ်တယ်နေပွဲကြီးကြရင်လိုက်ဆိုတယ်။အဲ့တို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 ့နာတို့ကခံရမှာ။အဲ့တော့အတန်ကောင်းတဲ့လူတွေဆိုလို့ရှိရင်ဝင်အားကြ။အဲ့တော့ဒီစိတ်ပဲကိုဆိုသူကြီးဟဲ့ ချစ်ဆွဲလာတယ်သူအဲ့လိုပွဲတွေမှာပေါ်ချစ်ဆွဲဆိုသူအဲ့ on မဲပေါ့မဲအပြည့်ပဲမင်းသမီးဆိုအိုက်တဲအတန်အောင်ထွက်မလားအဲ့ဆိုအရင်အားကြောက်လို့ကိုယ်စီမှာမရှိရလို့တယောက်ချက်ထဲလည်းမတူကြဘူးလေအဲအဲ့တော့သူမှကျွမ်းကျင်တဲ့အရာကိုမှမရှိဘူးအားကြရဲအဲ့လိုရှိလို့တယ်အဲ့လိုမျိုးပေါ့ပြန်လာဒီလိုမျိုးတွေပါအားကြောက်မဲတဲ့တွေကတကယ်တော်တော့ဟိုကအရင် flexible ဖြစ်တယ်သူကတခြား artist တွေနဲ့တွေ့နေပြီသူပဲဖြစ်ဖြစ် senior ပဲဖြစ်ဖြစ် junior ပဲဖြစ်ဖြစ်ဘယ်သူမှမဆောက်တော့တွေ့ရတော့သူအရင် flexible ပေါင်းတဲ့တယ်ပြောလဲသူ appreciate လေသူ show art artist တွေဆိုရင် appreciate လုပ်ဖို့ကတော့လိုရပြောမလားငါပြောတဲ့ဖြစ်မှာဒါဖြစ်ရင်ပေါ့ဗျာရှိကြပါဘောเนาะတော်တော်များများအဲ့လိုတွေ့ကြတော့ငါအဲ့လိုမဟုတ်ဘူး ျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဒီကြာကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဆိုတော့အဲ့လိုအားကြောင့်မလို့ chemistry ရတာဒီအလိုလိုကြတယ်မိပါမှာလာအဲ့လိုမျိုးမှာဒီဇလန်တွဲလေးကိုတတူအဲအကောင်လုံးပေါ့နော်ဒုစရံပြရမယ်ဆိုတော့အလုံးကတော့ဂျူးစားတတ်ကြပါလေအကောင်လုံးတို့ဂျူးစားတတ်ကြပါလေပေါ့နော်အဲဒါပေမဲ့လည်းအဲအခက်ခဲကြီးကြားနေပြီးတော့ပဲဒါဟိုဂျူးစားတတ်ကြရဖြစ်တဲ့အတွက်ကြောင့်မလို့အဲလိုအပ်ချက်တွေရှိရင်လည်းနားလည်းခွတ်လုပေးကြပါလို့အဲဘာဖြစ်လာမလဲမသိဘူးကိုယ်ကအကောင်ဆုံးဂျူးစားကိုရိုက်လိုက်တာပဲပေါ့နော်အဲထွက်လာတဲ့ခါကျတဲ့ခါကျရင်ပြည့်တဲ့ရဲ့ချစ်တဲ့မျက်စိလေးနဲ့ကြည့်ပေးကြပါအဲအပ် Wijabal, Wijabal.